โอเคအဲ့တော့ကျွန်တော်တို့အာအခုဆိုလို့ရှိရင်ဒါ grade ခုဖွင့်နေသွားပြီပေါ့နော်ဆိုတော့အောက်ကဟာတွေကဘာလဲဆိုလို့ရှိရင်မှာ trailing app ဆိုတာကျတော့ဘာလဲဆိုတော့အကယ်၍ကျွန်တော်တို့ဖွင့်ထားတဲ့ဒီဒီ grade လေးရပေါ့နော်ဒီကနေဒီထိကျွန်တော်ဖွင့်ထားတယ်အကယ်၍အာ big coin price ကအရန်ထိုးတက်သွားခဲ့ရင်ဒီကျွန်တော်ရဲ့အပေါ်ဟာကိုကျော်တက်သွားခဲ့လို့ရှိရင်ကျွန်တော်ဘာလို့လဲရဆိုလို့ရှိရင်ဒီ grade light ကြီးကိုအပေါ်နောက်တစ်စုံကျွန်တော်ရွှေ့လို့ရတယ် အဲ့လိုရွှေ့ခြင်းရပြင်ခုနကကြဝယ်တန်ရောင်းအလုပ်ကိုသူထက်လုံနေဦးမှာပဲထက်လုံနေဦးမှာပဲဒါပေမဲ့အပေါ် degree စာရောက်သွားမှာအဲ့တော့ price စီအပေါ်ထိအရင်တက်သွားလို့ရှိရင်လည်းကျွန်တော်တို့အောက်မှာဝယ်အပေါ်မှာရောင်းတဲ့အလုပ်ကိုဆက်လုံချင်လားမလုံချင်ဘူးလားဒီတိုင်းပဲ깟တော့မှာလားဒါကိုယ့်ရဲ့ strategy ပေါ်မှာမူတည်သွားတယ်ဆိုတော့ကျွန်တော်ကြံပေးနေတာတော့ဒီကျွန်တော်လုံးတဲ့ပုံစံပေါ့နော်ကျွန်တော်လုံးတဲ့ပုံစံကတော့အောက်မှာဝယ်တယ်အပေါ် D level တစ်ခုအထိရောင်းတယ် ဒီဟာကြော်သွားရင်တော့ကျွန်တော်မရောင်းတော့ဈေးအရင်ဆက်တက်မယ်လို့ကျွန်တော်ယူဆရပါတယ်ကြောင့်မလို့ဒီဟာကြော်သွားရင်မရောင်းတော့ပဲနဲ့ကျွန်တော်ဆက်ကင်ထားဖို့ကျွန်တော်ကြိုးစားရအဲ့အတွက်ကျွန်တော် trailing app ကိုကျွန်တော်ဖြုတ်ထားတယ်ထည့်လိုက်လို့ရှိရင်တော့ဒီမှာကျွန်တော်တို့ဘာလို့လာရဆိုလို့ရှိရင် trailing app အာတခုဒီမှာထည့်လိုက်လို့ရှိရင် TPS ထည့်เสียလို့ပါတယ်ဆိုတော့အဲ့ဒါလေးပြင်ပြပြမယ်အာ grid trigger ဆိုတာကျတော့ဒီ grid ဘယ်အချိန်စဖွင့်မလဲပေါ့နော်ဆိုတော့ grid ကအခုဒီတိုင်းကျွန်တော်အခု create လုပ်လိုက်လို့ရှိရင် ဒီအခုရောက်နေတဲ့ price ကနေစဖွဲ့မယ်အဲ့လိုလဲရတယ်ဒါမှမဟုတ်ကျွန်တော်က grid trade ကတခုထည့်ခြင်းတယ်ဥမာအခုဈေးကမကောင်းသေးဘူးအောက်ထက်ကြမှာကျွန်တော် aggregate ကိုဖွင့်နေတာအဲ့လိုဆိုလို့ရှိရင်လည်းအောက်ထက်ကြတဲ့ဈေးတခုမှာ1000ဆိုပြီးကျွန်တော်ထည့်ထားတယ်လို့1000ကျမှပွင့်သွားတယ်နော်အဲ့တော့1000ကိုမရောက်ခဲ့လို့ရှိရင်ကျွန်တော် grid ကအလုံးမလုံးဘူး1000မရောက်ဖက်နဲ့ပြန်တက်သွားရင်ကျွန်တော် grid အလုံးမလုံးဘူးနော်အဲ့လိုရှိမယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ grid trade ကပေါ့ TPSA ခုနက TPSA မှာကျွန်တော်၃ခုရှိမယ် PB က take profit SL က stop loss နော်အဲ့တော့ကျွန်တော်တို့ဘယ်အချိန်မှာကျွန်တော်တို့ဒီ grade ကိုရက်မလဲဘယ်အချိန်မှာဒီ grade ကိုအမြတ်ယူမလဲဆိုတာကိုဆုံးဖြတ်လို့ရတယ်အဲ့တော့ဆုံးဖြတ်ဖို့ဆိုဆုံးဖြတ်နည်း၃ခုရှိမယ်ပထမတစ်ခုက price နဲ့ဆုံးဖြတ်တာအဲ့တော့ stop loss ကဥမာကျွန်တော်ဒီ grade ကအောက်အရန်ကျသွားပြီးတော့9000 9000ပေါ့နော်ခုနက9000ကိုကျွန်တော်ထည့်ထားတယ်9000ခုနက9000ရဲ့အောက်9600ရောက်သွားရင်တော့ကျွန်တော်ဒီ grade ကို merge ချင်တော့ကျွန်တော်ကိုယ့်အကူဒီ damage manual လေးဝယ်တော့မယ် ဆိုပါစို့ for example အဲ့တော့9000အောက်ရောက်ရင်ကတူကဒီ grade ကရက်သွားပြီဒါပေမဲ့9000အောက်ရောက်ပြီမယ်ဒီဒီလိုအရှုံးကြီးနဲ့ပါသွားမှာတူက9600ကျလို့ရှိရင်အရှုံးလဲမခံကျင်တော့အမှရသလောက်ဈေးနဲ့ရောင်းပြီးတော့ကျွန်တော်ထွက်လိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးဒါဆိုရင် stop loss ကိုဒီမှာထည့်ရနော်အဲ့တော့အဲ့လိုထည့်မယ်ပြတိုင်းဒီမှာ sell all btc on stock ဆိုတဲ့ဟာကိုရွေးခဲ့မှာရအဲ့ဆိုလိုတာဒီ stock loss price ကို ရောက်သွားလို့ကျွန်တော်ခရစ်ရက်သွားရင်ရှိသမျှပစ်ကွက်အားလုံးကိုရောင်းလိုက်မယ်။ရတဲ့စီနဲ့ရောင်းလိုက်မယ်။ဟုတ်ပြီနော်။အဲ့တော့အကယ်၍ stop loss ကိုရောက်သွားလို့ကျွန်တော်ဒီဒီအောက်က sell all btc ကို stop ကိုမရက်ခဲ့အောင်မရွေးခဲ့ဘူးဆိုလို့ရှိရင်ခရစ်ကြီးပိတ်သွားမယ်။ဒါပေမဲ့ကျွန်တော်မှာပစ်ကွက်နဲ့ကန်ရတာကျန်ခဲ့မယ်။ဟုတ်ပြီနော်။ဒါကကိုယ့်ပုံမှန်ပဲမူတည်ရဲ့။ကျွန်တော်ကတော့ပစ်ကွက်လိုဟာမျိုးကတော့ကန်လို့ရရလို့ကျွန်တော်ထင်တယ်။တခြား pick up mode တခြား quiet အသေးလေးဆိုလို့ရှိရင်တော့အလုံးလောက်တာကောင်းတယ် ဟုတ်ပြီ take profit ကလည်းသူနဲ့ပုံစံတူပဲဘယ်အချိန်မှာ profit နဲ့ထွက်မလဲဆိုတာကိုကျွန်တော်ရွေးလိုက်ရတယ်အခုဒီမှာတသိန်းနဲ့9000ပါကျွန်တော် profit နဲ့ထွက်မယ်အဲ့မှာအစီအမျှ BTC အားလုံးကိုရောင်းခဲ့မယ်။ဒါပေမဲ့မရောင်းမဲ့တဲ့ဒီတိုင်းကင်သွားမယ်။ဒီဒီ grade ကြီးကိုရက်လိုက်မယ်။ဒါလည်းရဟုတ်နော်။အဲ့တော့ PN ကကျတော့ profit and loss ငွေအမှဘယ်လောက်ရအောင်ထွက်မယ်။ဥပမာကျွန်တော်ဒီ grade ဆိုရင်ကျွန်တော်ဘယ်လောက်ထည့်ရလဲ။ဒေါ်လာ900လောက်ထည့်ရအောင်။ဟုတ်တယ်900ထည့်ရအောင်။အဲ့တော့900ထဲမှာကျွန်တော်ကဟို ပြည်ရနေ block percent ဥမာ900ဆိုရင်ထားပါတော့ကျွန်တော်ကဒေါ်လာ100ရရင်20%ရရင်ကျွန်တော်ထွက်မယ်အဲဒီ grade ကိုရက်လိုက်ဒါဆိုရင် PN take profit ဒေါ်လာ100 USDC ကျွန်တော်မှာအကျံအမြင့်ရသွားရင်ဒီ grade ကရက်သွားပြီ stop loss ပဲကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော်ဘယ်လောက်အထိရှုံးခံရဒေါ်လာ900ရရင်ကျွန်တော်ဒေါ်လာ90အရှုံးခံမယ်အဲ့တော့ minus 90ဖြစ်သွားရင်10%ရှုံးရင်ကျွန်တော်ဒီ grade ကိုပိတ်လိုက်ဒါ PN နဲ့လောက်တာပေါ့ ။နောက် our percentage ကကြတော့ဘလောက် percentage လဲ။အခုဒေါ်လာ900ဆိုရင်ကျွန်တော်က25%အမြတ်ရရင်ကျွန်တော်ထွက်မယ်။ဆိုရင်ဒီမှာ take profit မှာ25%အမြတ်ကိုထည့်လိုက်။ stop loss အရှုံးကဘလောက်လဲ။ဥပမာ10%ရှုံးရင်ထွက်မယ်ဆိုရင်ဒီမှာ10%ရေးလိုက်။ဒါလည်းရတယ်။ဟုတ်နော်။ so အဲ့ဒါအားလုံးရွေးမယ်။အောက်မှာ sell all btc ဆိုလို့ရှိရင်ဘလို့နည်းနဲ့ပဲထွက်ထွက် btc အကုန်လုံးကိုရောင်းပြလိုက်လိမ့်မယ်။ sell all btc ကိုဖြုတ်ခဲလို့ရှိရင်ကျတော့ဘလို့နည်းနဲ့ပဲထွက်ထွက် bitcoin တွေကိုခိုင်းရင်သာကျန်ခဲ့မယ်။ တော့ TP နဲ့ထွက်လဲဂျန်ခဲ့မယ် Solo နဲ့ထွက်လဲကျွန်တော်ရှိမှာ Bitcoin နဲ့ဂျန်ခဲ့မယ်ဒါကိုအမှန်ကြီးမချစ်ထားလိုက်ချစ်ထားလို့ရှိရင်တော့ TP နဲ့ထွက်ထွက် Solo နဲ့ထွက်ထွက်ရောင်းပြီးရောင်းပြီးရောင်းပြီးထွက်သွားလိမ့်မယ်နော်ဒါကတော့ကိုယ့်ပုံမှာပဲမူတည်လိုက် Okay အဲ့တော့ဒါကတော့ကျွန်တော်တို့ဂျန်တဲ့ settings ပေါ့အဲ့တော့အခု next video မှာကျွန်တော်ဒီနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ရဲ့အခု CA grid ကိုကျွန်တော် analyze လုပ်ပြ အဲ့တော့ဒီ bot ram mode အတွက်ကို Binance account တခုလိုအပ်ပါလိမ့်မယ်ဆိုတော့ Binance account ဖွင့်မှုအတွက်ကိုတော့ကျွန်တော်အောက်မှာ link လေးပေးထားပါတယ်အဲ့ link ကနေပြီးတော့ဖွင့်လို့ရပါတယ်ကျွန်တော် link ကနေပြီးတော့မှာ Binance account ဖွင့်မယ်ဆိုလို့ရှိရင် lifetime 10% off trading fees ရပါမယ်ဆိုတော့ကျွန်တော်တို့ bot ဒီမှာဖွင့်လို့ရှိရင်ပေးရတယ် fees ပေါ့နော်အဲ့ fees ရဲ့10%အထိကိုကျွန်တော်တို့ lifetime ရဖို့အတွက်ကိုကျွန်တော် season ပေးထားပါတယ်အဲ့တော့ Binance account မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်အောက်ကနေပြီးတော့ link ကနေဖြန့်ပေးပါကြည့် Binance account ရှိထားပြီးသား KYC မတင်ထားရသေးဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အခု account delete လုပ်ပြီးတော့မှကျွန်တော်အောက်ကဖွင့်ခြင်းအပြင်ခုန10% benefit ကိုရမှာဖြစ်ပါတယ်